အားလုံးပဲမင်္ဂလာပါဗျာခေါင်းဆက်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ကတော့နေဦးတော်လန်ကြီးကပန်းတိုင်းနီးလာတဲ့အချောင်းကိုတုံးသက်ပြလာတဲ့ဦးမျိုးထိုက်တန်သိရဲ့ရုပ်သံဗီဒီယိုလေးကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာဒရမ်ဘာဦးထန်သိန်းကအဲ့ဒီအချောင်းနဲ့ပတ်သက်ပြီးဘာလို့ဘလို့ပြောဆိုထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းခေါင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ယနေ့ကျွန်တော်တို့ဒိုင်းသားလက်နက်ကင်တော်လိုင်းရင်းနဲ့ကျွန်တော်တို့မျိုးဒေါ်လိုင်းရင်းနဲ့ပေါင်းဆက်ပြီးတော့မြန်မာပြည်မှာစစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်ဖို့ကြိုးစားနေတာကျွန်တော်တို့တွေအောင်ပွဲတွေအလီလီလက်တွေ့ရရှိနေပြီဖြစ်တယ်တကယ်ကိုကျွန်တော်တို့တကယ်ဖြစ်ချက်တကယ်လို့အဟုတ်ဖြစ်ရမယ်ဆိုတဲ့ပုံစံတိုင်းမလာဂျမ်ပါစတာပြုတ်ပြုတ်ပြုံးလာနေတာကိုကျွန်တော်မိဘပြည်သူတွေတွေ့ကြမှာဖြစ်တယ် ဒီကောင်ဒီတိုက်တိုင်းရှုံးနေတယ်တက်တိုင်းပြက်နေတယ်မင်္ဂလာပါမင်္ဂလာပါခင်ဗျာနော်ခွေးပြက်ဝက်ပြေးပြီးတော့ခွေးသေးဝက်သေးပြေးပြီးတော့ခွေးလိုဝက်လိုဖန်ခံနေရမြန်မာဂျမ်ဘတ်စစ်တပ်ဆိုတာကဒီကောင်ဒီနော်ခေဆက်ဆက်ဂုံစာခဲ့တဲ့ဟာဒီဝေါ်ကြီးလုတ်ခဲ့တဲ့ဟာယနေ့အချိန်မှာတော့သူတို့တွေပြုတ်ပြုတ်ပြုံးလာနေတယ်ဒီလိုမျိုးဖြစ်လာတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ပြည်သူတွေအားလုံးเนาะ ဒီဘက်ကဂျန်စီတွေမမတိုင်းသားတွေတခါလက်ရှိရှိပြီးသားတိုင်းသားဒေါ်လာရေးတစ်ခွက်အကုန်လုံးစုပေါင်းပြီးတော့ဒေါ်လာကြလို့သားရန်သူကိုဝိုင်းပြီးတော့ချိန်မုံကြလို့သားဒီလောက်ထိရောက်လာတာဖြစ်တယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ဒီမျိုးဒေါ်လာရေးကြီးကအောင်မြင်မှုဘန်းနိုင်ကိုဒီနေ့တည်းဒီနေ့လည်းနီးလာတယ် တကယ်လုတ်ချင်တကယ်ဖြစ်တယ်ဆိုတာလေကျွန်တော်တို့မြင်နေရတယ်။သို့တော့ကျွန်တော်တို့ဒီမြင်းကောင်းခွာလိုက်ပေါ့ဗျာနော်။အဲအဲ့လိုမျိုးတော့မဖြစ်ဖို့လို့ကျွန်တော်ဒီနေ့တိုက်တွန်းခြင်းနဲ့တိုက်တွန်းခြင်းနဲ့ဆိုတော့ကျွန်တော်တို့ဒီဘက်ကຫນွေဦးတော်လေးအဝင်းဝိုင်းထဲမှာရှိတဲ့နော်ဥဆောင်တဲ့သူတွေကလည်းမိမိရဲ့အဖွဲ့အစည်းဥဆောင်မှုတွေကြားထဲမှာမင်္ဂလာပါနော်။အကျင့်ပြတ်ခြားစားမှုတွေ တတိယရောက်နဲ့ရှင်းလင်းစီခြင်းနဲ့အေးအေးယူစီခြင်းနဲ့ကောင်းမွန်တဲ့ခေါင်းဆောင်မှုလူမှန်နေရာမှန်တဲ့မှန်ကန်တဲ့ policy တွေပြောင်းလဲချက်သုံးစီခြင်းနဲ့မကောင်းတဲ့သူတွေမှားနေတဲ့ policy တွေဖြတ်သိမ်းပြီးတော့လူသစ်တွေနဲ့ policy အသစ်တွေနဲ့အောင်မြင်မှုကိုအရယူနိုင်မဲ့နီလန်းတွေကိုအောင်မြင်မှုကိုအရယူပေးနိုင်တဲ့သူတွေနဲ့ကျွန်တော်တို့အစားထိုးပြီးတော့ ဒီဒေါ်လာရေးကြီးဖို့ထပ်ပြီးတော့အချိန်မြင့်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်တယ်။နောက်အထူးအရေးကြီးတာကကျွန်တော်တို့ဒီနယူးဒေါ်လာရေးကြီးဒီလောက်အောင်မြင်လာတယ်ဆိုတဲ့ဟာကလည်းဒီဒိုင်းဒါလနက်ကိုက်ဒေါ်လာရေးတွေရဲ့ပေါင်းစပ်မှုเนาะအဲ့ဒါလည်းအများကြီးပါတယ်။အဲ့တော့ငွေတွေကရှိထားတဲ့ဒိုင်းဒါလနက်ကိုက်တပ်ဖွဲ့တွေအနေနဲ့เนาะငွေတွေကစစ်ကောင်စီကိုသူတို့ဒေါ်လာနေလာတယ်။ဒေါ်လာလာပြီးတော့ကျွန်တော်တို့ ယနေ့ညွေဦးတော်လိုက်ရဲ့ပြောင်းလဲလာတဲ့နိုင်ငံကြီးအနေထားနဲ့လိုင်လျောညီထွေပြောင်းလဲပြီးတော့မိမိဒေသမိမိရဲ့မျိုးနွယ်စုတစ်ခုတည်းလွတ်မြောက်ရေးသို့မဟုတ်လောလောဆယ်စစ်မဖြစ်ရေးဆိုတဲ့ policy ကနေပြီးတော့မြန်မာတပီလုံးလူမျိုးအလုံးလွတ်မြောက်ရေးစီတို့ပြောင်းလဲကျင့်သုံးတဲ့ policy မျိုးကိုအထူးအရေးကြီးပြီးတော့ကျွန်တော်တို့လိုအပ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နေဦးဒေါ်လာကြီးလေးအချိန်ရနည်းမြေကိုတင်လာနိုင်တဲ့အခါမှာတိုင်းရင်းသားမျိုးနွယ်စုအချင်းချင်းကြားထဲမှာနည်းမြေအငင်းပွားမှုနဲ့ပုတ်တိုက်မှုတွေကတ်ဆစ်ဆိတ်လေးခုနောက်ပိုင်းမှာတွေ့လာရတယ်။ဒါကကျွန်တော်တို့အထူးစိတ်ဆရာကောင်းပါတယ်။ကျွန်တော်တို့ SSPP နဲ့ DNA နဲ့ ုတ်တိုင်မှုဖြစ်တယ်တနပ်ပေါက်တယ်ဆိုတာကိုကြားရတဲ့အခါမှာအယံကိုစိုးရိမ်မိတယ်ဒါပြင် DNA တွေနဲ့နော် GIE လဲကျွန်တော်ပြည်သူတွေလဲတရိယာမှာပေါ့နော်ပုတ်တိုင်မှုတွေဖြစ်ခဲ့တယ်ဆိုတော့ဒါကြီးကမကောင်းဘူးအပြက်အပြက်နဲ့နှာခေါင်းတွေးထွက်မဲ့ပုံစံမျိုးလဲကျွန်တော်တို့မှဖြစ်စေခြင်းမူဒါကြောင့်မလို့အခုချိန်မှာကျွန်တော်တို့နော်ဒိုင်းတလနဲ့ကင်ချက်ဖွဲ့ခေါင်းဆောင်ကြီးတွေအနေနဲ့အတိတ်နိုင်ဆုံး ချုပ်ထိန်ပြီးတော့အမျော်မြင်ကြည်ကြည်နဲ့မိဘွားလေးကနေပြီးတော့နော်ပြတ်သက်မိလောင်နဲ့အဆင်ထိပ်မရအောင်ကျွန်တော်တို့အကောင်းဆုံးအကောင်းဆုံးသတိကြည်ကြည်ထားပြီးတော့လှုပ်ဆောင်နိုင်ကြဖို့ကျွန်တော်ဒီနေရာကနေပြီးတော့တိုက်တွန်းခြင်းနဲ့မြေတားရက်ခံခြင်းနဲ့နရိုင်းတော်ပါနရိုင်းတော်ပါနော်တခါကျွန်တော်တို့ဒီနွေဦးတော်လည်ရေးထဲမှာအခုမြမဒုတိယလွတ်လပ်ရေးတိုက်ပွဲအရေးတော်ကြီးမှာထက်ထက်ဝင်မပါသေးရဲ့တိုင်းဒေသလက်နက်ကြီးတပ်ဖွဲ့တွေအနေနဲ့လည်း ထက်ထက်ဝင်ပို့ပြီးတော့ပါလာစေခြင်း ਨੇ အဲ့တော့ဒီနေ့ဒီချိန်ကရန်သူကိုနှွာလို့အကောင်းဆုံးရန်သူပြုတ်ကြဖို့အခြေအနေအပြီးဆုံးဒီလိုအခြေအနေမျိုးကနှခါထက်ရဖို့သိမ့်မလွယ်ပါဘူးအဲ့တော့မြန်မာပြည်မှာကျွန်တော်တို့ဒီအကြံပတ်ဆက်အနာရှင်တွေရှိနေသဖြင့်အကြံပေးစတဲ့ရှိနေတဲ့ပြည်ဘယ်လူမျိုးဘယ်သူမှကျွန်တော်တို့ဘယ်တော့မှ ရင်းချမှုလည်းမရနိုင်ဘူးတရားမျှတမှုလည်းမရနိုင်ဘူးလူ့ခွင့်မရနိုင်ဘူးဒီမိုကရေစီဆိုလည်းမရှိနိုင်ဘူးဖွံ့ဖြိုးတိုးတက်မှုကိုတိဆောက်ဖို့ဆိုတာကလည်းမလွယ်ကူဘူးအဲ့တော့ဒီလိုအနေထားမှာကျွန်တော်တို့အခုအကြမ်းဖက်စစ်တပ်ကပြုတ်ပြုတ်ပြုံးလာတဲ့အချိန်မှာအားလုံးကဝိုင်းပြီးစော်လို့ရှိရဒီကောင်းနေမုတ်ချအီကန်ပြုတ်ကြမှာသိကြတယ်ဒါကျွန်တော်အရသာတရားအနေနဲ့ကျွန်တော်မြင်နေတယ်ကျွန်တော်တို့တိုင်းရင်းသားကောင်းဆောင်ကြီးတွေနော် ဒေါ်လာရေးကိုစစ်ရေးကိုနှစ်ပေါင်းများစွာဆင်နွှဲလာတဲ့ပုံကူကြီးတွေအစင်လာရှိတဲ့ပုံကူကြီးတွေပုံမြင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ဒီအချိန်မှာကျွန်တော်တို့ဒိုင်းရင်သားတွေအားလုံးစွစုစည်းစည်းနဲ့ညီညွတ်ညွတ်နဲ့လက်တွဲပြီးတော့စစ်ရေးတွေပေါ်ဆောင်နိုင်ဖို့မဟာမိတ်တွေဖွဲ့နိုင်ဖို့เนาะကျွန်တော်တို့ဒီနေရာကနေပြီးတော့တိုက်တွန်းလိုတယ်။မဆိုရှမ်းဆိုလို့ရှိရင် SSPB နဲ့ RCSS ရှိတယ်။အကြမ်းဖက်စစ်ကောင်စီကိုတိုက်တာက မတွေ့မိသေးဘူးတခါတရားနေနေအနေနဲ့လည်းအခုနော်ဖြစ်နေတဲ့နည်းမြင်အရင်းပွားမှုတွေကအခုချက်ချင်းဖြည့်ရှင်းလာမျိုးမဟုတ်ဘဲနဲ့ဒီဟီရိုဘုံကြီးပြီးသွားတဲ့အချိန်ကြလို့ရှိရင်သဘွယ်ဝိုင်းဆွေးနွေးပွဲနဲ့ကိုညီကိုမောင်နှမတွေတိုင်းသားတွေကြားထဲမှာထိုင်ပြီးတော့ဆွေးနွေးတဲ့ပုံစံမျိုးကျွန်တော်တို့ဖြစ်စေခြင်းနဲ့ဒီအချိန်မှာကျွန်တော်တို့စစ်မျက်နှာတွေများပြီးတော့ရံများလာမကောင်းပါဘူးမလာဂျပန်စစ်တပ်ကတတိတိနဲ့နောင်ချိုကို ြန်ရဖို့အလုံးရင်းနဲ့ကြိုးစားနေကြ။နော်ကျွန်တော်တို့ဒါကြီးကစိုးရိမ်စရာရှိတယ်။နောင်ချိုပြန်ပါသွားလို့ရှိရင်နောင်ချိုမြို့ဒီမာပြာရအလုံးအရေးပါတဲ့ဒေသဖြစ်နေတယ်။ရောက်ဖကိုကြောက်တိုက်တယ်လို့ဖြစ်သွားမယ်။ဒီနေရာမှာဒီအနေတွေကနောင်ချိုကိုပြန်ပေးမယ်ဆိုတဲ့ကောလာဟလာလေးထွက်လာတဲ့အခါမှာကျွန်တော်စိတ်ပူမိတယ်။ဒါပေမဲ့မဟုတ်ပါစေနဲ့ဆိုပြီးတော့ပဲကျွန်တော်တို့ဆူတောင်းစရာရှိတယ်။ အားတက်စရာအနေနဲ့ DNA တွေကအဲ့ဒီသတင်းစကားတွေကမဟုတ်ပါဘူးဆိုပြီးတော့ interview တွေမှာပြန်ဖြေတာတွေ့မိတာတော့ကျွန်တော်တို့ကြိုဆိုရမှာဖြစ်တယ်။တခါကျွန်တော်တို့ရင်းမပင်တွေကကျွန်တော်တို့ဘူတံမရီနော် PLA ကပလဲကိုသွားပြီးတော့စစ်ကူသွားလို့မရအောင်ဓာတ်ဆီးမှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်ဖတ်လိုက်ရတော့အယံကိုစိတ်ပူမိတယ်။စိတ်လည်းတော်တော်မကောင်းဖြစ်မိတယ်။တကယ်တကယ်တော့ဒီအချိန်မှာကနေစားပယ်စားတွေအနေနဲ့သူ့နယ်ကိုနယ်ဆိုပြီးတော့ခွဲရမယ်ချိန်မဟုတ်ပါဘူး။ လူမျိုးတူရင်ဖြစ်ဖြစ်လူမျိုးမတူရင်ဖြစ်ဖြစ်ဘုံရန်သူကိုနှွာနေကြတဲ့ဟာကိုကျွန်တော်တို့ဝိုင်းပြီးတော့နှွာကြဖို့ဖြစ်ပါတယ်တကယ်လို့များကျွန်တော်တို့ DM Media မှာတွေ့လိုက်တဲ့ဘူတန်မလေးက PLA စစ်ကူသွားလို့မရအောင်တားဆီးနေတယ်ဆိုတဲ့သတင်းများမှန်ကန်နေမယ်ဆိုလို့ရှိရင်တော့အလွန်ကိုစိုးရိမ်စရာကောင်းတဲ့အနေအထားတစ်ရဖြစ်ပါတယ်ဒါကဘူတန်မလေးကိုလည်းကျွန်တော်ဒီနေရာကနေပြီးတော့ဓာတ်ရိုက်မြတ်တာရက်ခံလိုပါတယ်ကျွန်တော်တို့ဘုံရန်သူကိုတိုက်နေကြရင်ဖြစ် ဘယ်ဘွဲကတိုက်နေတိုက်နေမှန်တော့ကိုရီအကုန်လုံးကဝိုင်းပြီးတော့တိုက်ပေးကြရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့မူပြဲဆိုလို့ရှိရင်လဲမဟာပြောင်မြောက်အရန်ရေးပါတော့ရန်သူကအဲအားအလုံးရင်းနဲ့ပုံပြီးတော့တိုက်နေတယ်ဆိုတဲ့သတင်းလဲကျွန်တော်တို့ကြားမိတယ်မူပြဲဆိုလို့ရှိရင်လဲဒါဂရီနီနယ်အတွက်ကနေပြီးတော့အတွက်ကမဟာပြောင်မြောက်အလုံးအရေးကြီးတဲ့ဒေသဖြစ်တဲ့အခါမှာမူပြဲနယ်နဲ့တကွာပေါ့နော်ကာကွယ်ရေးနဲ့ကျန်တဲ့ဒေသတွေကိုပြန်လည်ပြီးတော့တိုက်ဆစ်စေရေးအတွက်ကိုကျွန်တော်တို့ ဝိုင်းပြီးတော့လှုပ်ဆောင်ကြရမှာတကယ်တော့ဖြစ်ပါတယ်မင်္ဂလာပါကိုကြီးမင်္ဂလာပါနော်ဆိုတော့ကျွန်တော်တို့အထူးသတိပြုဖို့လိုတာကကျွန်တော်တို့ကအခုလိုမျိုးပြောမယ်ဆိုလို့ရှိရင်မင်းတို့ဗမာတွေကတစ်ချိန်လုံးပေါ့နော်ငြိမ်နေခဲ့ပြီးတော့မှအခုကြတော့မှပြောသလားဆိုပြီးတော့စကနာထွေးရင်လည်းခံရမှာဖြစ်ပါတယ်သို့တော့ဒီအချိန်မှာ မင်္ဂလာပါကိုကြီးရေဟုတ်ကဲ့ကိုကြီးများမင်္ဂလာပါနော်တို့တော့ကျွန်တော်တို့ဒီအချိန်မှာကျွန်တော်တို့အဓိကနဲ့တာမညနော်ခွဲခြားပြီးတော့တကယ်အရေးကြီးတဲ့ဟာနော်ကျွန်တော်တို့ဗမာတိုင်းသားတွေကိုယ်တိုင်လက်နဲ့ဆွဲကြိုင်ပြီးတော့မလာဂျမ်ဖတ်စစ်တပ်ကိုကျွန်တော်တို့ဖြုတ်ချနေတဲ့အချိန်မှာကျွန်တော်တို့ဒီတိုင်းသားတွေညီကိုမောင်မတွေအကုန်လုံးတလုံးတစည်းတည်းနဲ့တလုံးတဝတည်းနဲ့တပန်နေနဲ့လက်တွဲညီညီနဲ့ မလာကိုတပြိုင်တည်းဝိုင်းကက်နိုင်တိတ်ကောင်းမှာဖြစ်ပါတယ်ကျွန်တော်တို့အတိတ်ကသင်ခန်းစာတွေကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်လည်းเนาะအမှန်တော့ကျွန်တော်တို့ရဲ့ဒိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကုန်လုံးအင်အားတွေစုပေါင်းလိုက်လို့ရှိရင်မလာဂျမ်ဘတ်စစ်တပ်ကိုကျွန်တော်တို့ကကောင်းကောင်းကြီးเนาะကောင်းကောင်းကြီးကောင်းကောင်းကြီးအင်အားကောပြစ်အားကောအကုန်လုံးလုပ်လို့ရတယ်အခုလိုအနေထားမှာတော့မเนาะအခုလိုတော့ဆယ်ဆိုရင် MNDA ဆိုလို့ရှိရင်လည်းတရုတ်ကဖိအားပါလို့ပြောပြီးတော့ လာရှုပ်ပြန်ပေးပြီးတော့အပြည့်ရပ်သွားတယ်နော်ဝါဆိုလို့ရှိရင်နောက်ွယ်ကနေပြီးတော့ပါတယ်မပါဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တီဂျာလီပုံစံမျိုးတရုတ်ဖြစ်အားကြောင့်ပါဆိုပြီးတော့ဖြစ်နေသေးတယ်ရှမ်းနှဖွဲဆိုလို့ရှိရင်လည်းမာလာကိုတိုက်ရမယ်အစားကိုရှမ်းချင်းချင်းပြောင်းသွားလှည့်တယ်လို့ဖြစ်နေသေးတယ်ဒါကကျွန်တော်တို့ DNA နေနဲ့ SSBB နဲ့ဖြစ်လိုက် GAI နဲ့ဖြစ်လိုက်အညာကားနဲ့ဖြစ်လိုက်ဆိုတဲ့ပုံစံမျိုးကစိုးရိမ်စရာကောင်းတယ် အမမကျွန်တော်တို့နော်တိုင်းသားညီကိုမောင်နှမတွေကြားထဲမှာရှိတဲ့ကွာဟမှုတွေမတူညီမှုတွေကိုဒီမာလာအလွန်ကာလဒီအကြံပစစ်တက်ကြီးဖြတ်သိမ်းပြီးတဲ့အခါမှာကျွန်တော်တို့ဆွေးနွေးပြီးတော့အဖြေရှာပြီးတော့လုပ်တဲ့အရာလို့တော့ကျွန်တော်အနေနဲ့မြင်တယ်နော်ဆိုတော့အခုလောလောဆယ်စစ်နိုင်လို့စစ်နိုင်တဲ့သူကနေမြေယူဆိုတဲ့အယူဝါဒမျိုးကမှားပါတယ်ဒါကကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ဘယ်တိုင်းသားဘယ်လူမျိုးကမှဒါကလက်ခံမှာမဟုတ်ပါဘူးသူရဲ့သမိုင်းကြောင်းအစဉ်အလာနဲ့ เนาะသူ့ရဲ့ဒီသားနဲ့เนาะအဲ့ဒီပေါ်မူတည်ပြီးတော့ကျွန်တော်မြန်မာပြည်မှာမွေးမြန်မာရေကိုတောက်တယ်မြန်မာတိုင်းသားတွေကဒီနယ်မြေတွေကဘဒုနယ်မြေဆိုတာကိုကျွန်တော်တို့သိနေကြပြီးသားဖြစ်တဲ့အတွက်ဒါဒီကိုကျွန်တော်တို့ဆွေးနွေးပြီးတော့ဖြေရှာလို့ရပါတယ်ဒါကြောင့်မလို့အခုလောလောဆယ်ငါသိမ်းပြီးတော့ငါယူမယ်ဆိုတဲ့ပုံစံမျိုးကမလာအကျိုက်ဖြစ်သွားပါလိမ့်မယ်ကျွန်တော်တို့အချင်းချင်းနဲ့ဂျားထဲမှာပွတ်တိုက်မှုတွေဖြစ်လို့ရှိရင်မလာဂျမ်ပါစစ်တဲ့ရဲ့အကျိုက်ဖြစ်သွားပါလိမ့်မယ်ဒါကြောင့်မလို့အဲ့လိုမျိုး အဖြစ်မခံသင့်ပါဘူးကျွန်တော်တို့ခဲဆက်ဆက်เนาะကျွန်တော်တို့တော်လိုင်းရေးကြီးကိုကြည့်ခဲ့မယ်ဆိုလို့ရှိရင်အကြံဖတ်စစ်အာဏာရှင်တွေနေဝင်တန်းရွှေခင်ညော့အခုမင်းအောင်လိုင်းအထိသူတို့ဒီတွေးခွဲခြင်းเนาะဒီလူနဲ့တိုက်တဲ့အချိန်မှာခိုလူနဲ့ကအပြည့်ရက်ခိုလူနဲ့ပြန်တိုက်ရင်ဒီလူနဲ့အပြည့်ရက်ဆိုတော့ကျွန်တော်တို့တိုင်းရင်းသားလူမျိုးစုတွေကြားထဲမှာရှိတယ်မတူကွဲပြားမှုတွေကိုတက်ရှုတွေးခွဲပြီးတော့အဲ့ဒါကိုအသုံးချပြီးတော့နောက်ဆုံးကျွန်တော်တို့เนาะလူမျိုးချင်းတူရင်တော့မှဘာသာမတူလို့တွေးခွဲပြီးတော့ဖဲ့ထုတ်ပြီးတော့ ကျွန်တော်တို့အချုပ်ချာအာနာကိုအကြံပေးစတဲ့ကနော်လူယူထားခဲ့တာနှစ်ပေါင်း80ကျော်ဆိုတာကိုကျွန်တော်တို့ဒိုင်းတိုင်းကြီးကိုမှတ်မှားတယ်အားလုံးသိပြီးသားဖြစ်မှာပါဒါကြောင့်မလို့ကျွန်တော်တို့အားလုံးအနေနဲ့ကျွန်တော်ပြည်သူတွေကိုလည်းတိုက်တွန်းခြင်းနဲ့ကျွန်တော်တို့ဒိုင်းတိုင်းကြီးကိုမှတ်မှားတယ်ကြားထဲမှာပုတ်တိုက်မှုတွေမဖြစ်ရအောင်နော်ဝါမီတောင်းဆိုကြပါဖြစ်နေလို့ရှိရင်လဲကျွန်တော်ဟိုဘက်ဒီဘက်ဗီတီမဲ့အစားနော်ကျွန်တော်တို့မဖြစ်ဖို့ဖြောင်းပြပြီးတောင်းဆိုပေးကြပါအထူးသဖြင့်ယနေ့အချိန်မှာတော့ကျွန်တော်တို့ ီလိုမတူကွဲပြားမှုတွေကိုစုစည်းနိုင်တဲ့စီယုံနိုင်တဲ့ဥဆောင်နိုင်တဲ့တိုင်းသားခေါင်းဆောင်ကြီးတွေကတကယ်ကိုအသံထွက်ပြီးတော့ဥဆောင်ပြီးတော့အကုလုံးညှိနှိုင်းပြီးတော့မြန်မာတပီလုံးပါဝင်တဲ့ဒေါ်လာရေးဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်မအလာကမနေ့ဧကမုတ်ချပြုတ်ကြမှာဖြစ်တယ်ဆိုတာကိုပြောကြရင်းနဲ့ကျွန်တော်တို့ဒီအရေးတော်ပုံကြီးကအောင်မြင်မှုကိုအရယူခြင်းမတပါအခြားမရှိကျွန်တော်တို့ကဒီအောင်မြင်မှုကိုရဖို့လို့အတွက်နီလန်ဘောင်းစုံကျွန်တော်တို့လှုပ်ဆောင်ကြရမှာဖြစ်တယ်လို့ အောင်မြင်မှုရဖို့လို့အတွက်အောင်မြင်ဖို့နီလန်းတွေကိုအောင်မြင်မှုကိုလုံနိုင်တဲ့သူတွေနဲ့လုံကြဖို့လိုတယ်ဆိုတာကိုထပ်မှန်ပြီးတော့ဖြည့်စွက်တင်ပြလိုပါတယ်အဲ့တော့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ကြီးများမိမိရဲ့ပြည်သူတွေရဲ့အကျိုးစီးပွားနဲ့မြန်မာတပီလုံးမှာရှိတဲ့ပြည်သူတွေရဲ့အကျိုးစီးပွားအဲ့ဒါကိုရှေ့ရှုပြီးတော့သဘောထားကြီးကြီးအမျှော်မြင်ကြီးကြီးအမြင်ကြဲကြဲနဲ့အခုလက်ရှိအချိန်ခါကောင်းကိုစုပ်ကင်ပြီးတော့ မြန်မာပြည်မှာစစ်အာဏာရှင်စနစ်ကိုအမြင့်ဖြုတ်ကြပါစို့လို့တိုက်တွန်းခေါ်အားပေးကြပါတယ်။ဒါကလည်းရှိကျွန်တော်တို့မြေပြင်မှာအေးအေးဆိုလို့ရှိရင်အရန်ကိုအားရဖို့ကောင်းတယ်။နော်ကြောက်ကြည့်မှာမြို့သိမ်းထိုက်ပွဲပုံစံမျိုးထိဖြစ်လာပြီဆိုတဲ့သတင်းတွေကိုကျွန်တော်တို့တွေ့ရတယ်။ဒါပြင်ကျွန်တော်တို့လူငယ်လေးတွေနော်ဂျန်စီးတွေမြန်မာပြည်ရဲ့နေရာအနှံ့မှာနော်သူတို့တော့အသက်ပေးပြီးတော့တိုက်ပွဲဝင်နေကြတဲ့အချိန်မှာကျွန်တော်တို့အစင်လာရှိတဲ့တိုင်းသားခေါင်းဆောင်ကြီးတွေမျိုးတော်လေးခေါင်းဆောင်ကြီးတွေအနေနဲ့ဒီလူငယ်လေးတွေနဲ့တကွမြန်မာတပီလုံးမှာရှိတဲ့ပြည်သူတွေရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတော့ ညီညွတ်ရေးကိုတိဆောက်ပြီးတော့စီလုံးရေးကိုတိဆောက်ပြီးတော့အကုန်လုံးအဖွဲ့ပေါင်းစုံလူမျိုးပေါင်းစုံပါဝင်တဲ့တော်လှန်ရေးကြီးတကယ်ကိုစစ်မှန်တဲ့เนาะမြမဒုတိယလွတ်လပ်ရေးတပ်ဖွဲ့အရေးတော်ပုံကြီးကိုအောင်မြင်အောင်ဖော်ဆောင်ကြပါစို့လို့ထပ်မံပြီးတော့တိုက်တွန်းလိုက်ရပါတယ်ကျွန်တော်တို့ယနေ့ချိန်မှာတော့เนาะ GIEEE GNU GMPP အစရှိသဖြင့်เนาะတခါကျတော့ကျွန်တော်တို့ PDF တွေရော LDF တွေရောအကုန်လုံးကဝိုင်းပြီးတော့မအားလာကိုပြောတီးနေကြပါတယ် မြေပြင်ကထိုးစစ်ကြီးတွေကိုယ့်ဘက်ကထိုးစစ်ပုံစံကြီးတွေနဲ့လှုပ်ဆောင်ကြပါလေအဲ့ဒီထိုးစစ်ကြီးတွေနဲ့ဟန်ချက်ညီညီကျွန်တော်တို့မဟာလာကိုကျွန်တော်တို့ဆက်ပြီးတော့မဟာပြွာမြောက်ဦးချိုးဖို့ဆိုလို့ရှိရင်လှုပ်ဆောင်တဲ့အရာကမဟာပြွာငါးချက်လို့တော်တော်နေနေတော့မှတ်ယူမိပါလေအခါဒီကတော့နံပါတ်1စစ်ကောင်စီကအတင်းချက်စစ်မှုထမ်းဥပဒေနဲ့စစ်ခွေးစခအသစ်တွေစုဆောင်ရရှိနေမှုကိုမရရအောင်ရှင်းလင်းဖြတ်သိမ်းနံပါတ်2ငတ်တိုက်တွေလက်ထပ်တိုက်တွေရှင်းလင်းရေးနံပါတ်3 သူတို့ရဲ့ခရမီးကြောင့်ကာဝေးပစ္စည်းထုတ်လုပ်တဲ့ဆက်ရုပ်ကပ္ပစရီရှင်လေးနံပါတ်၄တယ်ယူပို့ဆောင်ရေးပို့ဆောင်ဆက်သွယ်ရေးနော် telecommunication ရန်နေရများရှင်လင်းရေးနံပါတ်၅ရန်သူကိုဘယ်တော့မှအနာမပေးပြန်တဲ့ချိန်လုံးကြောက်ရွံ့ထိတ်လန့်နေအောင်ကျွန်တော်တို့သူ့ရဲ့တိုက်စစ်ဌာနချုပ်တပ်မစစ်ဌာနချုပ်တရင်စစ်ဌာနချုပ်အဲ့ဒီဟာတွေကိုအမြဲတမ်းကျွန်တော်တို့နှွာနေရေးဆိုတဲ့ဟာကိုလည်းစဉ်ဆက်မပြတ်လုပ်နေကြဖို့ကျွန်တော်နေနဲ့လိုအပ်တယ်လို့ယုံကြည်မိပါတယ်ဒီလိုလုပ်တဲ့နေရာမှာကျွန်တော်တို့ drone တွေ ဒုံးတွေကိုအစစ်မြင်ပြီးတော့အဝေးကနေပြီးတော့မဟာဗျူဟာမြောက်လုံနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှုပြီးတော့ထိရောက်ပြီးတော့ကိုဘက်ကအဖိတ်စင်နေမယ်ရန်သူကဘလို့မှသူတို့ကိုသူတို့ကာွယ်ဖို့အခွင့်အလမ်းရမှာမဟုတ်ပါဘူးယနေ့27ရာစုလူဦးတော်လိုင်းရေးကြီးမြန်မာဒုတိယလွတ်လပ်ရေးတပ်ဖွဲ့အရေးတော်ပုံကြီးရဲ့ထူးခြားမှုကနော်ထူးခြားမှုကဒရုန်းကိုမဟာဗျူဟာမြောက်လူဦးတော်လိုင်းရေးမှာတယ်မကဘူးနော်ယူကရိန်းကနေရုရှားကိုနှွာတာပဲဖြစ်ဖြစ် ဒီအစ္စရေးကနေပြီးတော့အီရန်ကိုနှွာတာပဲဖြစ်ဖြစ်ထိထိရောက်ကြီးအသုံးပြုနေကြပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ drone တွေကိုမြန်မာပြည်မှာအထူးတပ်ဖွဲ့တွေအနေနဲ့နော်အကောင့်တွေဖွင့်နိုင်မယ်ဆိုရင်တိတ်ကောင်းမှာဖြစ်တယ်။အရာဒီကိုလေလုတ်ဆောင်နိုင်ဖို့ကျွန်တော်တို့တွေဘီသူတရားလုံးတွေကလူတို့လိုက်ကောင်းဆောင်တွေတိုင်းသားကောင်းဆောင်တွေအနေနဲ့လည်းကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ပံ့ပိုးခြင်းဥစားမှုပေးခြင်းနေလုတ်ဆောင်ဖို့လူတွေဆိုတာကိုတင်ပြရင်းနဲ့အရေးတော့ဘုံမှုချအောင်ကိုအောင်ရမည် အောင်နေပြီအောင်နေပြီအောင်နေပြီကျွန်တော်တို့အခုเนาะဒီအညာဒီသမှာခဏခဏကြားရတဲ့အဲ့တဲ့င်းကเนาะဓာကြီးကမကောင်းပါဘူးဥပမာဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်ကဘူနဂါဥဆောင်နဲ့เนาะဗီယန်နာတွေကပလဲမျိုးတိုက်တိုက်ပွဲတိုက်တဲ့အချိန်မှာလဲအဲ့ဒီရင်းမပိခရိုင်နဲ့တကွာအဲ့ဘက်ပလဲခရိုင်ဘက်เนาะပလဲနေဘက်ကပတ်သုံးလုံးတွေကဟိုနယ်ကမဖြတ်ရဘူးဒီမြေကမဖြတ်ဘူးဆိုတားစီမှုတွေရှိတယ်ဆိုတဲ့တဲ့င်းကိုလဲစိတ်မကောင်းစွာကြားရတယ်လို့အခုလဲ PLA စစ်ကူသွားဖို့အရေးကို ိုနယ်ကမသွားအောင်ဒီနယ်ကမသွားအောင်တားဆီးမှုတွေရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ကြားရတဲ့သတင်းစကားကြီးတည်မှန်ကန်နေမှာဆိုရင်လုံးဝမကောင်းပါဘူးဒါကြောင့်မလို့ဒီပတ်သုံးလုံးကြီးရဲ့เนาะကျွန်တော်တို့ဥဆောင်ဖွဲ့စည်းဖြစ်တဲ့ NUG အနေနဲ့ဒါကိုလက်တွေ့ကြကြချက်ချင်းရှင်းလင်းသင့်ပါတယ်ဒါအပြင်ကျွန်တော်တို့တကယ်တော့ဖြစ်တဲ့နာကဘယ်နေမှာတိုက်တိုက်အကုန်လုံးက why won ပြီးတော့ငါတို့သတိရသသားတယ်ဆိုပြီးတော့လောက်ကြမှာဖြစ်ပါတယ်အဲ့ဒါကိုငါတို့ကတော့အဖက်မတူလို့ဒါတော့ငါနဲ့မဟုတ်လို့ဆိုပြီးတော့ ကျွန်တော်တို့ဒီလိုအယူဆတွေရှိမယ်ဆိုရင်တော့မကောင်းပါဘူးဒါကလုံးဝကိုငကိုတဲကမရှိတဲ့နဲ့နော်အယူဆဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဗမာချင်းချင်းညီညွတ်ရေးကိုတည်ဆောက်ရမယ်ဂရင်ချင်းချင်းညီညွတ်ရေးတည်ဆောက်ရမယ်ချင်းချင်းချင်းညီညွတ်ရေးတည်ဆောက်ရမယ်တိုင်းသားတွေအချစ်တမကချင်နဲ့တန်းနော်တန်းနဲ့ရှမ်းတခါကျွန်တော်တို့အကုန်လုံးအကုန်လုံးကြားထဲမှာညီညွတ်ရေးကိုတည်ဆောက်ကြဖို့လိုသလိုအကုန်လုံးကတလုံးတဝါတွေစုစည်းပြီးတော့အကြံပစစ်တက်ကိုမြန်မာပြည်မှာအမြင့်ဖြတ်ဖို့ကိုလှုပ်ဆောင်ဖို့တိတ်အရေးကြီးတယ်အဲ့လိုမှမလုပ်နိုင်ဘူး ရန်သူကအခွင့်အရေးယူသွားပြီးတော့ခေတ်ဆက်ဆက်သူတို့ရဲ့မဟာဗျူဟာအတိုင်းသွေးခွဲအုပ်ချုပ်ခြင်းနဲ့နော်အင်အားတွေကိုဖဲ့ထုတ်ခြင်းတန်နီယဒီလိုတွေနဲ့အကျိုးစီးပွားဒါတွေနဲ့နော်ကျွန်တော်တို့ရဲ့တော်လန်ရေးကြီးကိုဖျက်ဆီးမှဖြစ်တယ်ဆိုတာကိုလည်းထပ်မံပြီးသတိပေးလိုပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အကုန်လုံးဒီအရေးတော်ပုံကြီးကိုအောင်မြင်ဖို့လို့အတွက်နော်အောင်ဖို့နီလန်းတွေကိုဝမ်းပြီးလှုပ်ကြဖို့လို့တို့ဒီတော်လန်ရေးကိုအနောက်ရှက်ဖြစ်စေတဲ့အရာတွေကိုလည်းအချိန်မီကုစားဖို့ကျွန်တော်တို့ဘီသူတရားလုံးကဝိုင်းဝန်းလှုပ်ဆောင်ကြပါစို့လို့နော် တိုက်တွန်းခွာပေးနဲ့ဒီနေ့ကျွန်တော်ရဲ့ live ကိုဒီနေရာမှာပဲညီကုန်းချွတ်လိုက်ရပါတယ်အရေးတော်ပုံမှုချအောင်နေပြီအောင်ပြီဟိတ်အောင်ပြီဟိတ်အောင်ပြီဟိတ်